ငါးငါးနဲ့ပတ်သက်လာပါလေဗျာ तू ဓာတ်ပုံလေးတစ်ပုံတင် तू ချစ်လို့ तू လေးစားလို့အဲ့ဒီအဲ့ဒီပုံကိုဓာတ်ပုံတင်တယ်ငါးရငါးတဲ့ तू က तू ပန်းလေးပန်းတယ်ဟာလားအထိတ်မှလည်းဒါလည်းငါးရငါးသုံးနှစ်ဒီလိုတွေအောက်ချိန်မှာဖြစ်နေတာကျွန်တော်အပြစ်မရှိလို့ဖမ်းတာလေလှုပ်ပြဟုတ်တယ်ကျွန်တော်အပြစ်မရှိဘဲနဲ့ဖမ်းတာ ဖမ်းပြီးတော့ထောင်းဖမ်းပြီးတော့ဖမ်းတာကအောက်ခြေကရဲတွေရဲတွေနော်မင်္ဂလာပါအစီနန်းတော် YouTube channel ရဲ့နေကြိုဆိုပါတယ်ဗျငိုကုတ်မျိုးကိုလက်လွတ်လိုက်ရတဲ့အတွက်ပြည်သူတွေကိုအနုအညွတ်တောင်းပန်ကြောင်းဗိုလ်ချုပ်တာဖုံးကျော်ပြောတယ်တဲ့မျိုးတော်လိုင်းရေးအတွင်းအကောင်းဆုံးပေးဆက်ခဲ့ပေမဲ့မိုးကုတ်နဲ့မိုးမိတ်မျိုးတွေ အကျံဖက်စစ်တပ်ထံပြန်ပေးလိုက်ရတဲ့အတွက်ပိဆက်နစ်နာသူတွေကိုတောင်းပန်ကြောင်းတအောင်တက် TNL ရဲ့အထွေထွေတွင်ရမှုဗိုလ်ချုပ်တာဖုံးကျော်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်ပထမဆုံးတကယ်ပိဆက်နစ်နာသူတွေကိုတောင်းပန်ခြင်းပါလေရင်တဲလိုက်လိုက်လဲလဲနာကျင်ရတာမှုအနူးညွတ်တောင်းပန်ပါတယ်လို့ပြောပါတယ်မိုးကုတ်မြို့ကိုတအောင်ထံတအောင်ပြည်နယ်ထံပြန်ပါအောင်ကြိုးပမ်းရေးရာတအောင်နိုင်ငံရေးရဲ့ပန်းတိုင် တစ်ခုဖြစ်ပြီးအခုလိုလက်ထဲရောက်တဲ့ကိမ့်မှုကိုမစားရဘဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွဲရတယ်လို့ဆိုထားပါတယ်။ဒါအပြင်ငွေဥတော်လိုင်းကာလာတွင် TNL အနေနဲ့များစွာပေးဆက်ခဲ့ကြောင်းလည်းရေးသားထားပါတယ်။ငွေဥတော်လိုင်းရေးမှာ10နှစ်ကျော်တိစောက်ထားတဲ့အရင်အမြင့်တွေနဲ့အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့လက်သုံးချောင်းထောင်တွေကိုလည်းလစဉ်စံ8ထောင်စံ8ထောင်ကြီးပိုင်းကျွေးမွေးဖြင့်လေ့ကျင့်ထားတယ်တဲ့။၃နှစ်၄နှစ်ကာလအတွင်းရဲဘော်အင်အားထောင်ချီပေးဆက်ရင်ပြုခဲ့တယ်။ လက်နက်အကြွေးဒေါ်လာဘီလီယံချီပြီးတော့အကြွေးတင်ခဲ့တယ်တဲ့အာနာရှင်နိုင်ငံကိုခေါင်းနဲ့အတင်းဝင်တိုက်လို့ဥကောင်းကတွေးနေရဲလို့တေမလောက်ပါပဲဆိုပြီးတော့ရေးထားတယ်ကြီးမရှိဘတ်ဂျက်မရှိတေးသေးရလူသူလဲနဲလာတော့မိုးကုတ်မိုးမိတ်နဲ့ညှိပြီးအပြစ်ရက်ရတယ်ပွဲကမပြီးသေးပါဘူးဒါပေမဲ့အစဲတွေကစုံလွန်လာပါတယ်လို့မိုးကုတ်နဲ့မိုးမိတ်ကိုအချမ်းဖက်စတတတန်လက်လွတ်ရတာနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြောထားတာ TNL နဲ့မဟာမိတ်တပ်တွေကတက်တုံညနှစ်ခွန်စစ်စင်ရေးဒုတိယမှာ ဒုတိယပိုင်းမှာမိုးကုတ်နဲ့မိုးမိတ်တွေကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပြီးအော်တိုဘာလကုန်ပိုင်းမှာတရုတ်ရဲ့ဂျားဝင်ဖြန့်ဖိအားပေးမှုကြောင့်အဆိုပါမျိုးတွေကနေ TNL တက်တွေဆုတ်ခွာပြီးစစ်ကော်မရှင်နဲ့အပြည့်ရဖို့သဘောတူခဲ့တာဖြစ်ပါလေ။လက်ရှိမှာမိုးကုတ်မြို့ကို TNL ထံကနေစစ်တပ်ကလက်လွဲရယူပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်နဲ့ဒေသအခြေစိုက်တော်လိုင်းအင်အားစုတွေတိုက်ပွဲဆက်လက်ပြီးတော့ပြင်းထန်နေပါလေ။တကားအခုဒီရက်ထဲမှာပဲအဲ့ဒီမိုးမိတ် ိုးကုတ်နားမှာရှိတဲ့ PD ကျွန်တော်တို့ PDF တီနဲ့မိုးမိုးမိုးကုတ်မြို့တဲကိုဝင်လာတဲ့စစ်တပ်နဲ့တိုက်ပွဲအပြင်းထန်ဖြစ်နေတယ်လို့တင်းရလဲတောက်လျှောက်ရနေပါတယ် TNL ကတော့ဘလို့ပုံစံနဲ့ဆုတ်ခွာသွားတယ်ဆိုတဲ့အရာနဲ့သူ့ဘက်ကမှားတဲ့အရာကိုတောင်းပန်ပြီးတော့လုတ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့တကယ်ဥဆောင်နေတဲ့လူတွေအနေနဲ့ဒီလိုမျိုးအင်အားတွေတဖြည်းဖြည်းနဲ့ယော့ယော့သွားတဲ့အရာကို ဘယ်လိုမျိုးများလုပ်မလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကတဆင့်ထပ်ပြီးတော့နားဆွင့်နေကြပါတယ်ဥပမာ Federal Win လို့မျိုး drone စစ်စင်ရေးအဖွဲ့က UNG နဲ့လက်တွဲဖြုတ်လိုက်တဲ့အကြောင်းအရာမျိုးတွေအမျိုးစုံပဲအခုအမျိုးစုံဖြစ်နေတဲ့အထက်ကမှမနေ့ကဒေါက်တာခင်တူတူလွင်ရုံရင်းစံခန့်မှုဖြစ်တဲ့ဖန်းစီမှုကိုတဲ့ UNG ကပြန်ပြီးတော့တောင်းပန်ထားတယ် မင်းကြီးမျိုးနဲ့စီရီယန်စေးရုံအုပ်ဖြစ်သူဒေါက်တာခင်းတူတူလွင်အားဖမ်းဆီးစဉ်အမျိုးသမီးရဲမီထက်မပေးနိုင်ခဲ့ခြင်းနဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားမှုအပေါ်ပြည်သူများစိတ်မချမ်းမြေ့ဖြစ်စေခဲ့မှုအတွက်အနုညွတ်တောင်းပန်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကရမန်နေနဲ့ထုတ်ပြန်နေတဲ့မင်းကြီးမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖတာဝန်ခံဟောင်းဖြစ်သူဒေါက်တာခင်းတူတူလွင်အားတပ်ဖွဲ့အတွင်တိုင်ကြားမှုနှင့်ပတ်သက်ပြီးနိုဝင်ဘာ30ရက်တွင်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖများကတွားရောက်ဖမ်းဆီးရာ၌ ယုံရင်းဆန်ခတ်မှုဖြစ်ပွားခဲ့သည့်ဗီဒီယိုဖိုင်များအွန်လိုင်းပေါ်တွင်ပြန့်နှံ့ခဲ့ရာလူဒုကြားဝေဖန်မှုများရှိလာပြီးနောက်တောင်းပန်ကြောင်းထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်။ဒေါက်တာခင်သူသူလွင်အမျိုးနယ်ပါအဖတာဝန်ထမ်းဆောင်စဉ်ငားရန်ပေးထားသည့် AK47 တနတ်တလနှင့်2024ဇန်နဝါရီလမှဩဂုတ်လအထိပြည်သူ့ကာကွယ်ရေးအဖွဲ့၏အခွန်ငွေ30ရာခိုင်နှုန်းဖြစ်သောငွေကျပ်ငွေကျပ်3323တိမ်ပေါင်း3000 328သိန်းကျော်ကိုပြန်လည်ပေးအပ်ခြင်းမရှိသဖြင့်အမှုဖွင့်တိုင်ကြားမှုများရှိကြကြောင်း UNG ကဖော်ပြထားတယ်တဲ့ထို့အမှုများနဲ့ပတ်သက်၍ဖြည့်ရှင်းရန်အတွက်တွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးအမှုများအားဥပဒေနည်းအညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UNG ကပြောကြားထားပါတယ်ဒေါက်တာဒေါခင်တူတူရင်းကိုဖမ်းဆီးတာနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်တိုင်အပါအဝင်ပြည်သူတွေကြားမှာဒုလောဒုလောဖြစ်နေတယ်အစိုးရဝေကြီးရုံးမှာဖြစ်တဲ့ပြဿနာကမပြီးသေးဘူးဒီလိုအောက်ခြေမှာရှိတဲ့ပါလာဖပါအဖ ပကဖဆိုတဲ့ပါတော်လုံးရဲ့အမှုပေါင်း16000ဟာတဖြည်းဖြည်းတစ်ခုချင်းတစ်ခုချင်းစီပေါ်ပေါ်လာနေတယ်ဒီအရာကိုပဲမင်ကြီးပါလာဖတ်ပြီးလုတ်တဲ့ပုံကိုမှန်ပါတယ်ဆရာဝန်မကစင်းရင်းမရှင်းလို့ပါဆိုလို့ဆိုနေတဲ့သူတွေကိုမေးချင်မှာမေးချင်တာရှိပါတယ်တဲ့နံပါတ်1အကျဉ်းချင်းတတိပေးစာပို့ခဲ့တယ်ဆိုတဲ့တတိပြပါတယ်တတိပေးစာကိုဘယ်လိုပို့တာလဲဘယ်သူတွေကိုအတိပေးတာလဲနှစ်ဘာလို့ဆရာဝန်မကိုဖြည့်ရှင်းခွင့်မပေးတာလဲ ်မင်းကြီးပါလာဖပြောတာအကုန်အမှန်လို့ဘာလို့ယုံနေကြတာလဲဒါကပြည်သူတွေကပြည်သူတွေရဲ့မိကုန်းနေဒီမိကုန်းနေနဲ့ထပ်တူကျွန်တော်လည်းထပ်တူရှိပါတယ်ဘာကြောင့်လဲဆိုတော့အာနာရှင်စနစ်ကမကြသေးဘူးတူလို့တူလို့နဲ့အကျင့်ပြတ်ခြားစားတဲ့အဖွဲ့အစည်းဖြစ်ပျက်နေတဲ့အရာတွေကလက်နက်ကင်အဖွဲ့အစည်းထောက်ပို့အဓိကအစိုးရဝန်ကြီးရုံးအဆုံးအကုန်လုံးဖြစ်ပျက်နေတဲ့အရာတွေကျွန်မ IIMM ကို case interview ပြဖို့ကြစင်ပါတဲ့ making park မင်းကင်းပါတောင်းလုံးနဲ့ပတ်သက်တဲ့ပြည်သူတွေစီကတိုင်ကြားစာတွေကိုပေးပို့ခဲ့ပူပါတယ်။မြေကျောင်းထဲမှာအခွန်စည်းစနစ်မရှိကောက်ခံနေတာရွှေတူးဖော်ခွင်းကိုတင်းရာချီရောင်းစားတာအဲ့ဒီတိုင်ကြားစာတွေကို UNG ကိုလည်းပေးပို့ခဲ့ပါတယ်တဲ့။ဝမ်းနေစရာကောင်းတာဝမ်းနေစရာကောင်းတာက UNG ဒီအဲ့ဒီဖြစ်စဉ်အပေါ်တာဝန်ယူဖြည့်ရှင်းခဲ့ခြင်းမရှိဘူးတဲ့။အခုလဲရွှေတူးတဲ့ကုမ္ပဏီတွေနဲ့အပေးယူမတည့်တာကြောင့်လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုလည်းကြားရပါတယ်တဲ့။ဒါကတော့အစိုးရဘိုင်းနဲ့ ပါတောင်းလုံးမှာရှိတဲ့ MOD ပဲဖြစ်ဖြစ်ပါတောင်းလုံးမှာဖြစ်ဖြစ်ဒီလူတွေအားလုံးသူတို့ကိုသူတို့သိနေမယ်အဓိကကျွန်တော်တို့ကပြည်သူတွေဖြစ်တဲ့အတွက်အာနာရှင်ကိုတွန်းလှန်နေရင်းနဲ့အာနာရှင်လက်တက်တွေဘာကြောင့်ထွက်လာပြီးတော့အကျင့်ပြခြာစားနေကြသလဲဆိုတဲ့အရာကိုတော့ကျွန်တော်တို့ပြည်သူတွေသိဖို့လိုတယ်ပြောချင်တာကငါတို့လှုပ်ချင်ရလှုပ်မယ်ပြီးရင်စားတဆောင်ထုတ်ပြီးရှင်းလိုက်မယ်ဒါတွေကအများကြီးကြည့်ခဲ့ဘူးကနော်ဆွဆွဲခိုင်းရသူတည်ရင်လဲသူ့ဘာသာသူတတ်တည်တယ်လို့ထုတ်ပြန်လိုက်မယ်ဒါဆိုရင်ပြီးပြီလို့ယူဆနေရင်တော့တော်လန်ရေးကြီးက အောင်အောင်မယ်လို့ပဲပြောချင်ပါတယ်ပြည်သူမပါပဲအောင်တဲ့တော်လိုင်းရေးကဘာပေါ်မှာမရှိဘူးဆိုတာကိုသတိထားဖို့လိုပါတယ်တော်လိုင်းရေးကိုထိုင်းနိုင်ငံကရန်ကုန်မန္တလေးမြို့ပေါ်ကဥရောပကလူတွေလက်ခုပ်တီးအားပေးတာနဲ့အောင်မြင်မယ်ထင်နေတာလားလို့မေးချင်ပါတယ်မြေပြင်မှာပြည်သူနဲ့အနီးကပ်နေနေတဲ့လူတွေကပြည်သူတွေကိုကာကွယ်ပေးမှပြည်သူထောက်ခံတဲ့တော်လိုင်းရေးဖြစ်မယ်တိတ်ကောင်းလားစာအောင်မြင်မှုတွေရပါလိမ့်မယ်เนาะ ြောချင်တာကမကြည်ပြတို့လင်မယားရဲ့အဂတိလိုက်စားမှုကိုတိုင်တဲ့အချိန်သူတို့လင်မယားကိုရောဖမ်းချုပ်ထားလားတဲ့မဖမ်းထားရင်ဘာလို့မဖမ်းတာလဲဥပဒေကလူနဲ့လိုက်ပြီး क्वे ပြားသွားတာလားတဲ့ဒါက post ခုတင်ထားတဲ့အရာအပေါ်မှာကျွန်တော်ကစာဖတ်ပြခြင်းဖြစ်တဲ့ဒီစာရီနဲ့ဒန်းတူကျွန်တော်ကိုယ်တိုင်နဲ့ပြည်သူတွေပါတထက်တဲ့ရှိမရှိရတော့ခင်ဗျားတို့အောက်မှာ comment မှာဝင်ပြီးတော့ ဝေဖန်ရေးသားလို့ရတယ်ကျွန်တော်ကိုပဲဖြစ်ဖြစ်ဒီအမှုကိစ္စဖြစ်တဲ့အကြောင်းအရာကိုပဲဖြစ်ဖြစ်ဘာကြောင့်ဒီလိုအကြောင်းအရာမျိုးတွေကိုကျွန်တော်တို့ကဖတ်ပြရလဲဆိုလို့ဆိုရှယ်မီဒီယာတလောက်တိုးတက်နေတာဒီလိုအမှုပေါင်းအမှုပေါင်း16000ကလိုင်းပေါ်မှာအချိန်ပြည့်ပြန့်နှံ့နေတယ်မှန်တဲ့ဟာတွေရှိသလိုမှားတဲ့ဟာတွေရှိတယ်ကြီးတဲ့အမှုတွေပပောက်အောင်ငယ်တဲ့အမှုတွေကိုချနင်းပြီးတော့ချထိုးကျွေးနေတဲ့အရာတွေလည်းအများကြီးရှိတယ်ဥပမာပြောရင် ဝင်ကြီးများရုံမှာဖြစ်တဲ့ပြဿနာကို ဘာကြောင့်တေချာကင်တွယ်မဖြစ်ရှင်းပြီးတော့နေတာလဲဆိုတာကိုလည်းကျွန်တော်တို့ UNG အဖွဲ့အစည်းကိုကျွန်တော်တို့ပြည်သူတွေကပြည်သူတွေအနေကနေကျွန်တော်တို့ကပြန်ပြီးတော့မေကုံထုတ်ချက်ပါတယ်အဓိကကျွန်တော်တို့ရည်ရွယ်ချက်ကအာနာရှင်စနစ်ပြတ်သုံးခြင်းနဲ့အတွက်အမှန်တရားပြောပြီးအမှားတရားလုပ်တဲ့လူတွေတည်ဒီပါနေတဲ့လူတွေဒီတော်လန်ရေးထဲမှာရှိနေတာကိုကျွန်တော်တို့ကမနှက်တတ်ပါဘူးဘာကြောင့်လဲဆိုရင်မတရားအာဏာသိမ်းလို့ လူယုံမာတစုကစနစ်တကျယုံမာနေတဲ့အရာတွေပြည်တွင်းမှာခင်ဗျားတို့ကြိုးတို့အားလုံးအမြင်ပဲဒီလိုအမြင်မှလွဲမားနေတဲ့အရာကအာနာရှင်ဘက်ကမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကမှားနေပြီဆိုရင်ပြန်ပြင်ဖို့ရအရန်ခတ်ပါတယ်ဒါကြောင့်တတိတွေပြင်ဖို့လိုတယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဒီမှာနှစ်ယောက်ဇက်တိုက်ထားတဲ့အရာတွေလွဲသွားတဲ့အာနာရှင်လူတစုဘက်ကဇက်လိုက်မင်းသားနှစ်ယောက်တားထောင်ကြည့်အင်းဆုံးပြည်သူစစ်မှုထမ်းဥပဒေကို စတင်ပြီး NRD ဖို့ပြသထားလိုက်တဲ့အချိန်မှာဒီပြည်ပြမီဒီယာတွေအကြမ်းဖက်အဖွဲ့တွေအနေနဲ့အားလုံးလူငယ်တိုင်းပဲခုလောလောဆယ်ပဲခုချက်ချင်းပဲတတ်သေးဝင်ရမလို့ချက်ချင်းပဲဒါစစ်စစ်ရေးတာဝန်ထမ်းဆောင်ရမလို့ဒါတွေနဲ့၆လံကြေတာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးပြည်သူစစ်မှုထမ်းစင်ကိုရေးဘူအဖွဲ့သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့တရင်ထောက်ပြန်ရေးအဖွဲ့တွေဖွဲ့စည်းတယ် ပြန်ကြားပေးဖို့အတွက်ဖုန်းနံပါတ်တွေပေးပြီးပြည်သူလူထုနဲ့ထိုက်ရိုက်ကြည့်တွေ့ဖြေရှင်းတဲ့အခါမှာဒါတွေဒီမဟုတ်ဘူးအလဲကျဘယ်လိုဆောင်ရွက်ရမလဲနိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုဘာကြောင့်တာဝန်ယူခိုင်းတာဖြစ်တယ်နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုဘာကြောင့်ဆောင်ရွက်ခိုင်းတာဖြစ်တယ်ဆိုတော့အဖြေမျိုးပြည်သူလူထုစီကိုရောက်သွားတဲ့အခါမှာခုချိန်မှာတမျိုးပြောင်းပြီးတော့ကြပြည်သူလူထုကိုစိုးရိမ်ထိတ်လန့်မှုဖြစ်အောင်လုပ်နေရတယ်တွေ့ရပါတယ် ။နေရာတွေကတော့အာလူငယ်တွေဘယ်နေရာမှာပျောက်သွားတယ်လို့ဘယ်နေရာမှာဖမ်းဆီးခံရတယ်လို့အဖေနေရာမှာအတင်းအဓမ္မစစ်သားစုဆောင်းနေပြီလို့ဘယ်နေရာမှာပေါ်တာဆွဲနေပြီဆိုတော့ကောလာဟာလာထုတ်လွန်ချက်များဇက်တိုက်ကောလာဟာလာတဲ့ကောလာဟာလာသူတို့အတွက်ကြတော့ကောလာဟာတာဘာကြောင့်ကောလာဟာတာလို့ပြောလဲဆိုရင်မြန်မာနိုင်ငံတနန်းအတွင်းထဲမှာစစ်မှုရန်ဥပဒေထုတ်ပြီးတော့မဲပေါက်တဲ့လူစစ်မှုထမ်းရတဲ့အပြင် သူတို့လက်စားငွေကြေးယူထားတဲ့လူတွေစစ်မှုမထမ်းရအောင်အတင်းပေါ်တာဆွဲလက်ဖေးဆိုင်ထိုင်ပေါ်တာဆွဲနော်ပွဲလန်းတပင်ရပြန်လာရင်ပေါ်တာဆွဲနှိကင်းကြောင်တောင်တောင်ရန်ကုန်တိုင်းအလုံးညွန့်နယ်မှာလက်ဖေးဆိုင်မှာနှိကင်းကြောင်တောင်ပေါ်တာဆွဲတဲ့အရာတွေအောင်ရှိတယ်အဲ့ဒီအရာတွေကိုမျက်ွယ်ပြုတ်ပြီးတော့မျက်ခွက်ပြောင်းပြီးတော့ပြောင်းကြကြကိုတက်လိမ့်တာဒါကတော့သူတို့ရဲ့လိန်ပြီးပေါင်း16000ကိုကျွန်တော်တို့ပြည်သူတွေအားလုံးတီးဖို့လိုတယ်ဗျဖြစ်ပေါ်လာတာကိုတွေ့ရပါတယ် အခြေအနေမရှိတဲ့ဟာတွေပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ရှင်းရှင်းလင်းပြောကြားချင်တာကဘယ်နေရာမှာနာမည်ဘသူဘယ်အဖွဲ့အစည်းကလောက်ခဲ့တယ်ဖင်လန်မှာရှိတဲ့မောင်မောင်သူ့စီကိုလာတဲ့မက်ဆေ့တီကိုအချိန်ပြည့်တောက်လျှောက်ရွတ်ပြနေတယ်အီအော်ဒီတိုင်းလက်ပေါ်တာမြို့နယ်မှာပေါ်တာဆွဲလို့ဘယ်တိုင်းဘယ်ပြည်နယ်ဘယ်မြို့နယ်မှာပေါ်တာဆွဲလို့ဆိုပြီးတော့တောက်လျှောက်ရွတ်ပြနေတယ်ကျွန်တော် တတိယမီဒီယာတွေရနေတယ်တောက်လျှောက်တက်နေတယ်မတရားပေါ်တာဆွဲလို့ပတ်စံနေပေးရလို့တင်းရာချီပေးရလို့ပေးပြီးတစ်ခါပေးပြီးနှစ်ခါပေးပြီးတော့မှထပ်ပြီးတော့ပေါ်တာထပ်ဆွဲလို့အဲ့သူတို့ဘာလို့ဆွဲလဲသူတို့ဘာကြောင့်လုတ်တယ်လဲဆိုတော့သူတို့ရဲ့ရုံမှမဟုတ်သူတို့ကသူတို့ပဲသိနေမယ်ဘယ်နေရာမှာနာမည်ဘယ်သူနဲ့လူငယ်တွေပြောင်းဆုံးနေတယ်ဘယ်နေရာမှာနာမည်ဘယ်သူတွေနဲ့လူငယ်အဖွဲ့တွေကိုပေါ်တာဆွဲသွားတယ်ဆိုတာသိရတယ်တရင်တိကြတယ်ဆိုရင် ကျွန်တော်တို့ပေးထားတဲ့ဖုန်းနံပါတ်များရှိပါတယ်။အချိန်ယူဆက်တွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ကျွန်တော်တို့ပေးထားတဲ့ဖုန်းနံပါတ်တွေရှိတယ်တဲ့စာယူရက်ထဲမှာပဲရှိတယ်ဖုန်းနံပါတ်တွေ။အဲ့ဒီဖုန်းနံပါတ်ကိုကြိုက်တဲ့အချိန်ဆက်လိုက်ဘယ်သတင်းဌာနကပြန်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနဗိုလ်ချုပ်ဇော်မထွန်းနဲ့ဆက်တွယ်ပါတော့ညာလဲပြန်လဲဖြေကြားခြင်းမရှိပါကြောင်းဆိုတဲ့အတန်တွေပဲထွက်နေတယ်။သူကတော့ပြောင်ကြကြလိန်နေ။သူပြောင်ကြကြလိန်တာကိုပေါ်တယ်မဲ့ပေါ်တဲ့လူကရှိတယ်။ မနှထောင်းကြည့်ရှင်းမှုထံဥပဒေကိုအောက်ခြေမှာလွဲသုံးစားလုပ်ပြီးပေါ်တာဆွဲမှုတွေတကယ်ရှိတယ်။အချို့တွေမှာတကယ်ရှိတယ်နော်။ရှင်းမှုထံဥပဒေကိုအလွဲသုံးစားလုပ်ပြီးတော့အကျင့်ပြတ်ခြားစားတဲ့လူတွေတကယ်ရှိတယ်။ဒါဆိုလို့ရှိရင်လေတချို့အရက်တင်သားတွေမှာဆိုရင်လူဖမ်းပွဲတော်ကြီးအတိုင်းပဲ။နော်။အဲ့ဒါတကယ်ရှိတယ်။ တကယ်ရှိတာကိုရှိရလို့တော့မပြောနဲ့အပဘောအပချစ်မီဒီယာကြီးအပချစ်လူတွေကမကြိုက်ဘူးမကြိုက်ရင်အတိုးထောင်လို့ပြီးဖန်ခိုင်းနေမယ်ဒါကြောင့်မလို့မပြောပါနဲ့ကျမလည်းပြောခိုင်းကျမလည်းပြောပြီးပြီเนาะပြောတဲ့အတွက်ကျမလည်းပဲဖမ်းမယ်စီးမယ်လေးဖြစ်ပေပြီပါတဲ့ဇော်မဲထုံးကလိန်နေဇော်မဲလုံးကလိန်နေပုတုမက ဖော်တယ်ဒါဆိုရင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဥပဒေဆိုတဲ့အရာကဘယ်နေရာမှာတွားပြီးအသုံးဝင်လဲ တ်ဆန်ရတဲ့လူကငြိမ့်နေတယ်ပတ်ဆန်မရတဲ့လူကဖော်တယ်အခွင့်အရေးလိုချင်တဲ့လူကအခုမြန်မာနိုင်ငံအတွင်းမှာအာနာရှင်ကိုမကြိုက်တဲ့အာနာရှင်ဘက်မှာတော့နေတယ်တက်မတော်ချစ်သူသူရာရှိသေးတယ်ဒါသူတို့ကြတော့တက်မတော်ချစ်သူတွေပေါ့အဲ့ဒီလိုပဲမြန်မာနိုင်ငံဥပဒေအရဘယ်နေရာမှာများအတုံးဝင်တယ်လဲဆိုတဲ့အရောက်ငါမင်းဆိုရင်သူလက်တလုံးကြားနဲ့ဖြစ်သွားတဲ့အမှုတစ်ခုအကြောင်းကိုသူရှင်းပြထားတယ် ဒီအရာတွေကကျွန်တော်တို့အတွက်ဘ ഹു တုတရရတွေပဲဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဥပဒေဟာကျွန်တော်တို့ပြည်သူတွေအတွက်မဟုတ်ဘဲနဲ့အာဏာရှင်စနစ်ဆိုးကိုထောက်ခံတဲ့လူနည်းစုအတွက်ပဲဆိုတာကိုတော့ကြိုပြီးတော့သိထားစေချင်တယ်။နောက်ထောင်ကြီးဗျ။ဒီပါကျွန်တော်ဟာလာစာရေးအတနာကျွန်တော်မလုပ်ဘူး။ဘာလို့ကျွန်တော်တယောက်တည်းခံနေရတာမို့။တနိုင်ငံလုံးခံနေရတာ။သူတယောက်တည်းခံခဲ့ရတာမို့နော်။ တနိုင်ငံလုံးခံခဲ့ရတဲ့အရာကိုသူရှင်းပြသွားလိမ့်မယ်တရားနာဆောင်ကြည့်ဗျငါမှန်းနဲ့ပတ်သက်လာပါလေဗျာသူဓာတ်ပုံလေးတစ်ပုံတင်သူချစ်လို့သူလေးစားလို့အဲ့ဒီအဲ့ဒီပုံကိုဓာတ်ပုံတင်တဲ့ငါကငါတဲ့သူကသူပန်းလေးပန်းတယ်ဟာလားအထိတ်မှန်းတဲ့ဒါလည်းငါကငါသုံးနှစ်ဒီလိုတွေအောက်ချိန်မှာဖြစ်နေတာ ကျွန်တော်အပြစ်မရှိလို့ဖမ်းတာလေလှုပ်ပြရဟုတ်တယ်ကျွန်တော်အပြစ်မရှိဘဲနဲ့ဖမ်းတာဖမ်းပြီးတော့ထောက်ဖမ်းပြီးတော့ဖမ်းတာကအောက်ခြေကရဲတယ်ရဲတယ်နော်ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုကဟာကျွန်တော်အမှုစဉ်ကိုဖတ်ပြီးရကျွန်တော်ဖမ်းတာရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုကမရန်ကုန်ခရိုင်ရဲတပ်ဖွဲ့မှုညွန်ကြားတယ်မရန်ကုန်ရဲတပ်မှုကလှိုင်မြုပ်နယ်ရဲတပ်ဖွဲ့မှုညွန်ကြားတယ်အဒီကရဲတယ် တရား24ကကြီးဆိုတော့နိုင်ငံတော်ဟောအကြီးကခုနကကျွန်တော်ပြောပြီးကျွန်တော်ခေါတော့ကဥွေးမြစ်ကဖန်ခိုင်းတာအခုကျွန်တော်ဖန်ခိုင်းတာဗိုလ်ချုပ်မှုကြီးမရောက်လိုက်မဟုတ်ဘူးတရား24ကကြီးဆိုရင်ဗိုလ်ချုပ်မှုကြီးမရောက်လိုက်ရဖန်ခိုင်းတာကျွန်တော်ဖန်ပြီးတော့ထောင်ချတာမဟုတ်မမှန်ဟောတာကျွန်တော်အောက်လည်းမဟုတ်ဘူးဖန်ပြီးထောင်ချတာဒီအောက်ရှေ့ထောင်ချတာလေ အဲ့တော့လှုပ်ပေးတာဘုံကျုပ်မူကြီးမရောက်လိုက်လေအဲ့တော့ဘုံကျုပ်မူကြီးမရောက်လာကျွန်တော်ဂျေဆုမတင်ရဘူးလားလှုပ်ပေးလဲဂျေဆုတင်တာမရှိဆိုလှုပ်ပေးတာကဒီကျွန်တော်ကိုချတဲ့တရားသူကြီးကလှုပ်ပေးတာမဟုတ်ဘူးကျွန်တော်ကိုဖမ်းတဲ့ရဲကလှုပ်ပေးတာမဟုတ်ဘူးအဲ့ဒီရဲနဲ့တရားသူကြီးကျွန်တော်ဘာဂျေဆုတင်စာလုံမလဲအမှန်ကျွန်တော်အဲ့ဒီရဲနဲ့တရားသူကြီးတိုင်ကိုတိုင်ရမှာဒါပေမဲ့ကျွန်တော်တရားဝင်မတိုင်ကြဘူးအခုစကားကြုံလို့ပြောလိုက်တာတရားဝင်တိုင်ကြရင်တို့အလုပ်ပြုတ်ဖို့မယ်ထောင်မှာကြောက်အောင်မယ်ကျွန်တော်အဲ့လိုမလုပ်ဘူးဝန်ထမ်းတယောက်ဘဝပြောက် ။တို့မှသားသမီးတွေရှိတယ်။တတိုင်းမြေလုံးတို့လိုဖြစ်နေတာ။ဒီရဲ့ဒီတရားသူယူပဲဖြစ်နေတာမဟုတ်ဘူး။လှန်ကရဲလှန်တရားသူယူပဲဖြစ်နေတာမဟုတ်ဘူး။တတိုင်းမြေလုံးမှာအဲ့လိုဖြစ်နေတာ။ဟုတ်ကဲ့ဒီနေ့ကျွန်တော်ပြောခြင်းတဲ့စကားရဲ့အဓိပ္ပာယ်ယူရချက်ဒီမှာရောက်လာပါပြီ။ဘာလဲဆိုတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဥပဒေအဲ့ဒီအဲမှာမှအာနာရှင်စနစ်ကိုထောက်ခံနေတဲ့လူတွေမှာရှိတဲ့ဥပဒေနဲ့အမှန်တရားဘက်မှာအမှန်တရားကိုတွန်းလှန်နေတဲ့လူတွေရဲ့ဥပဒေခုနက ဒေါက်တာစီရီယန်ဆီယာမဒေါက်တာခရင်တူတူလွင်ရဲ့အမှုကိစ္စနဲ့ဥက္ကမငါးမင်းဆွေဦးငါးမင်းဆွေရဲ့ကိစ္စမှာကြည့်ကြည့်လိုက်အထက်မှာရှိတဲ့လူတွေကတော်ယုံကိစ္စတွေကိုမတီးဘဲနဲ့အောက်မှာရှိတဲ့အာနာပါဝါပြကျင်တဲ့လူတွေငွေကြေးတစိုးလက်ဆောင်ယူပြီးလှုပ်ချင်တဲ့လူတွေကသူတို့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ပြဿနာဒီအရာမှာကွဲပြားခြားနားမှုနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်အတိညာတော့မဟုတ်ဘူးသူတို့တခုရရှိလိမ့်မယ်လို့ထင်တယ် ဘာဘဘုဒ္ဓလဲငွေများတရားနိုင်မျက်နာကြည့်ရာဟင်းဘက်ပါဒါတွေပဲငါစကားနွားရမိမိပြောလိုက်တဲ့စကားတခုမိမိလုပ်လိုက်တဲ့အရာတခုဟာဥပဒေနဲ့တွားညိသလားဘယ်လိုပုံမှန်မျိုးနဲ့ညိသလဲအဲ့ဒီပုံမှန်ကိုဘယ်သူကချသလဲဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာကဘယ်ဝင်ကြီးဌာနကပြဋ္ဌာန်းလဲဘယ်အစိုးရကပြဋ္ဌာန်းလာလဲ ဒီအကြောင်းအရာတွေကကျွန်တော်တို့ဂဂနနတီးဖို့လိုတယ်ဂဂနနမတီးဘဲနဲ့မြန်မာနိုင်ငံအတွင်းမှာမတရားပုံမှားတွေတက်ပြီးဖမ်းဆီးခံထားရတဲ့လူတွေအများကြီးရှိတယ်အများကြီးရှိတယ်ဒီလိုအများကြီးတကယ်မှကျွန်တော်တို့ဒေါက်တာခင်သူသူနေဖြစ်တဲ့ကိစ္စနဲ့အထက်မှာဖြစ်တဲ့ကိစ္စမျိုးတွေကြတော့ဘုံဘောလောပေါ်မလာဘဲနဲ့အောက်မှာဖြစ်တဲ့ကိစ္စမျိုးတွေအချင်းပြတ်ခြားစားတာချင်းတူနေတယ်ဆိုရင်တော့မှဘာကြောင့်ဒီလိုအရာမျိုးတွေကြတော့လူသိချင်းကြလို့တယ်ဥပမာဗီဒီယိုရိုက်တယ် ဗီဒီယိုရိုက်တာကဘသူရိုက်လဲဒီဗီဒီယိုကိုဘာကြောင့်လိုင်းပေါ်မှာဖြတ်လိုက်လဲဒီအကြောင်းအရာတွေကအများကြီးရှိတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရုရှားကတရှုကိုတရှုပြန်လွတ်တယ်ဆိုတော့စောက်တုတ်ကိုဖတ်ဖူးသလိုပဲအခုမြန်မာနိုင်ငံအတွင်းမှာဘသူကိုယုံကြည်ရမှန်းမသိဘသူကအမှန်တရားကိုလုံမှန်းမသိဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ခစ်ဆိုးခစ်ပျက်ကြီးကရုပ်ဝတ္ထုကိုကိုးကွယ်တဲ့ခစ်ဖြစ်နေတဲ့အတွက် အာနာရှိတဲ့လူငွေကြေးရှိတဲ့လူယာဒူးယာကန်ရှိတဲ့လူတွေဟာနေရာရပြီးတော့အမှန်တရားလုပ်ပြီးယာဒူးယာကန်မရှိငွေကြေးမရှိတဲ့လူတွေဟာအမြဲတမ်းအောက်ခြေနဲ့ဖန်းစည်းထိမ့်သိမ်းခြင်းခံရမယ်ထောင်ချခြင်းခံရမယ်မတရားတပ်ဖြတ်ခြင်းခံရမယ်မတရားဆွဆွဲခြင်းခံရမယ်ဒီလိုပုံမှန်မျိုးများစွာနဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူတွေဟာအမြဲတမ်းဖိနှိပ်ခံရတယ်ဒါကြောင့်မြန်မာနိုင်ငံအမြန်ဆုံး ဒီမိုကရေစီရဖို့အမြန်ဆုံးအာဏာရှင်စနစ်ကျဖို့ဆိုရင်တော့ကျွန်တော်တို့အမှန်တရားဘက်မှာလုံနေတဲ့ဓမ္မဘက်ကလုံနေတဲ့လူတွေအားလုံးတဲမှာတတိပြတ်ဖို့တွေလုံနေပြီတတိမပြတ်ဖဲနဲ့တော်လန်ရေးနိုင်ငံရေးတဲမှာဝင်ပါလာတဲ့လူဒန်းစားတွေရေပေါ်စီလူဒန်းစားတွေပုံများနေတာအရန်ဆိုးတယ်အားလုံးကောင်းကောင်းလေးပါဗျာ